မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေနိုဝင်ဘာလ18ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မောရောင်မျိုးအသိခံရခြင်းနဲ့စီရေးအရာအရှုံးများစွာကြုံနေရသောကံယူရန်တိုင်းတိုင်းမှုဘိုးချုပ်ကြော့ကြော့ဟန်ကိုနေပြီးတော့စီယုံကဖိအားပေးနေပြီးစီရေးအတာမရလျင်တိုင်းမှုရာထူးဖြုတ်ခံရမည်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်တွင်ဒေါ်လန်ရေးတက်များသိမ်းပိုက်လိုက်သော မောတော်မျိုးကိုပြန်လည်သိမ်းယူရန်ကံယူရန်တိုင်းမှုဘိုးချုပ်ကျော်ကျော်ဟန်ကိုနေပြီးတော့စေယုံကဖိအားပေးထားပြီးမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိပါကတိုင်းမှုရာထူးမှအဖြုတ်ခံရမည်ဖြစ်ကြောင်းနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်နဲ့စီဒီအမ်ဘိုးကြီးစင်ယော်ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ14ရက်နေ့တွင် KNL ဦးဆောင်သောတော်လန်ရေးတံများကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သော မောရောင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တုံးမှ43ဦးနဲ့လက်နက်ခရဲအများအပြားကိုတော်လန်ရေးတပ်များကသိမ်းဆီးရရှိခဲ့ခြင်းဖြစ်ပါတယ်။မောရောင်မြို့သိမ်းပိုက်ခံရပြီးနောက်စစ်ရေးအတွက်အဓိကတာဝန်ရှိသောကံယူတန်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြီးတော့စစ်ရုံးကထုကျေလွှာတင်ပြခိုင်းပြီးမောရောင်မြို့ကိုချက်ချင်းပြန်လည်သိမ်းယူနိုင်ရေးဆောင်ရွက်ရန်စေခိုင်းထားကြောင်းအကယ်၍မောရောင်မြို့ကိုပြန်လည်သိမ်းယူနိုင်ခြင်းမရှိပါကတိုင်မှုရုံးမှအဖြုတ်ခံရမည်ဖြစ်ကြောင်းဩဂုတ်လ25ရက်နေ့တနင်္သာရီတိုင်း ပုတ်ပြင်းမြို့အခြေဆိုင်အမတ်ဆက်သုံးစစ်စင်ရေးကုကဲမှုဌာနချုပ်မှဒုတိယစက္ကခမှုဘုံမူကြီးမျိုးတန် KNLE တိုက်ခိုက်မှုကြောင့်တေဆုံးစင်ကလည်းခံယူရန်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်မှထူချေလွန်တင်ပြခဲ့ရကြောင်းထို့ပြင်မေလ9ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ရှိထီခီဖြူဟာကိုစစ်တပ်ကလက်လွတ်ခဲ့ရပြီး KNLE ကသိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။ခံယူရန်ဒေသတိုင်းစစ်ဌာနချုပ်တိုင်မှုဗိုလ်ချုပ်ကျော်ကျော်ဟန်သူကအရင်တုန်းကဥစားထကျောင်းအုပ်ကြီးပေါ်သူကဇာတိကရခိုင်သားပြား ရသေးတောင်စားတီသူကဘာဖြစ်လဲဆိုတော့မောတောင်တနင်းသားကြီးကနေဆက်မြို့လေးထားတဲ့လုံကြုံရေးအင်အားလျှော့တယ်ပေါ့နော်အင်အားနေ့တိုင်းတိုက်ခိုက်တဲ့အချိန်ကလည်း၃ရက်၄ရက်လောက်ရှိရတာနဲ့ပစ်ကူစစ်ကူထိထိရောက်ရောက်မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအေးအေးယူခံရမယ့်အနေအထားမျိုးရှိတယ်။ပြီးရင်သူကပထမတစ်ခေါက်မှာစာအခ73ဒုစာအခမှုပေါ့နော်။လက်မှပြစ်ခတ်မှုမှာတိတ်ဆုံးသွားခဲ့တာရှိတယ်။အဲ့ဒီအတွက်အစာမကြေဘူးပေါ့ အဲ့ဒါကြောင့်မို့လို့သူ့ကိုအေးအေးယူမဲ့အနေထားမျိုးဖြစ်နေတယ်။ဒါပေမဲ့လည်းဒီဘိုးချုပ်ကြီးနိုင်နိုင်ဦးပါစာထနှစ်ဘိုးချုပ်ကြီးနိုင်နိုင်ဦးတို့ကလည်းတောင်ခမ်းဘက်အထိသူ့သွားပြီးတော့စစ်မျက်နှာထိုင်လိုက်ရတယ်လို့သူ့အနေနဲ့လည်းတခုခုလှုပ်ပြရတော့မယ်။သူမောတော်ကိုပြန်ယူမလား။ဒီဘက်သူတို့တနင်္သာရီတိုင်းထဲမှာဆိုရင်ရွှေခောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့မျိုးနဲ့မပါဘူးပေါ့နော်။အဲ့ဒီတော့ကွက်ပြေနေနိုင်မလား။အဲ့ဒီလိုအနေထားမျိုးကြုံနေရတယ်လို့သိရပါတယ်။နင်းနေတော့ပြုတ်စော်တော့နန်သွားပြီ။ဒါပေမဲ့သူမောတော်ကိုပြန်ယူနိုင်မလား။အာမခံမှုရရင်တော့ သူစစ်တိုင်းမှုနေရာမြဲမဲ့ပုံမဟုတ်ရင်ပြုတ်မဲ့အနေထားမျိုးလို့ကြားသိရတယ်ဟုစီရီယံဘိုကြီးစင်ယောကပြောဆိုပါရယ်နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကမူဘိုချုပ်ကြော့ကြော့ဟန်ကိုနေပြည်တော်စစ်ရုံးကအတိပေးမှုများရှိနေသည်မှာမှန်ကန်ကြောင်းတို့ရတွင်တိုင်းမှုကစေကောင်းဆောင်မင်းအောင်လိုင်ကိုတစ္ဆာခံသူဖြစ်သည့်အပြင်တိုင်းသားလည်းဖြစ်ခြင်းကြောင့်စေကောင်းဆောင်ကသဘောကျသူဖြစ်ကြောင်းအပြောင်းလဲဖြစ်နိုင်မဖြစ်နိုင်မှာတိုင်းမှုအနေဖြင့်နေပြည်တော်စစ်ရုံးကစိတ်ကျဉ်နှက်စီမီစေရေးရလက်များပြန်လဲဖို့ဆောင်ရွက်လိုအပ်ကြောင်းသုံးသပ်ပြောဆိုပါရယ် သူ့ကိုတော့နောက်ဆုံးသတိပေးခြင်းနဲ့နောက်ဆုံးအခွင့်အရေးပေးတဲ့သဘောတော့ရှိပါတယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဆက်လက်ပြီးမိုင်းပြင်မြို့နယ်တွင်ခမာယ928မှာဘိုးကြီးဖြိုးကိုကိုကျော်နေမိမနတီမြဝင်းတို့ကအွန်လိုင်းငွေစုထည်ဟုဆိုကရှယ်ယာထည့်သူများခေါ်ယူပြီးငွေကျပ်3000၊လိမ့်လိမ့်ငွေပြန်တောင်းသူများကိုဖမ်းဆီးတပ်ဖြတ်မိဟုချိန်ချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထရီကန်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြေးမြို့နယ်ဤ ချင်းမြန်တရင်အမှတ်928မှဘူကြီးဖြိုးကုတ်ကိုကြော်နေမိမနတိမြဝင်းတို့ကအွန်လိုင်းငွေစုတည်ဟုဆိုကရှယ်ယာရှင်များခေါ်ယူပြီးနောက်ရှယ်ယာငွေ3000ကျော်ကိုလိမ့်လည်ထားကြောင်းလိမ့်လည်ခံရမိသူများကသတင်းဌာနကိုပြောကြားပါတယ်စစ်တကတူအပတ်စဉ်62ကြောင်းစဉ်ဘူကြီးဖြိုးကုတ်ကိုကြောင်းမှာခမရ928တွင်တာဝန်ထမ်းဆောင်နေစဉ်အွန်လိုင်းမှတဆင့်ငွေစုထည့်ရှယ်ယာရှင်များခေါ်ယူခဲ့ကြောင်း ထို့သောရှေ့ရရှင်များကိုခေါ်ယူရာတွင်မိမဖြစ်သူနှစ်ဒီများဝင်းဤဘဏ်အကောင့်များအပြင်ငွေစုသည့်ရှေ့ရများကိုလက်ခံခဲ့ကြောင်းရင်းနှောင်းရှေ့ရစုသည့်ငွေကြေးနှင့်အမြတ်များကိုပုံမှန်ပေးဝေနေရမှရှေ့ရငွေပမာဏသည်ထိန်းထောင်ကြီးဖြစ်လာသောအခါမိသည့်အမြတ်ဝေစုကိုမှလုံးဝမပေးတော့ကြောင်းထို့ကြောင့်ရှေယံငွေထည့်ဝင်ထားသည့်သူများကသူတို့ထည့်ဝင်ထားသည့်ငွေကြေးများပြန်လည်ပေးအပ်ရန်တောင်းဆိုသောအခါတက်ဖြတ်ပြစ်မိဟု၎င်း PDF ထောက်ဖို့အမိတက်၍ဖန်းစီအစာဖြောက်မိဟု၎င်းအမျိုးမျိုးချိန်ချောက်ပြောဆိုနေကြောင်းသိရပါသည် အွန်လိုင်းရှယ်ယာစုချေးစုပြီးလင်းရောမရရောအဲ့ဒီငွေတွေကိုသုံးဆွဲပြီးတာဝန်မယူပဲစုချေးရှယ်ယာပါသူတွေကိုလာတောင်းရင်ဖန်ခိုင်းမယ်အစာဖြောက်ပြစ်မယ်ဆိုပြီးပြောတယ်အလုံးပါသွားတာကငွေချက်3000ကျော်ပါတယ်မိမကလိန်နေလင်းကရှယ်ယာရှင်တွေကိုနင်တို့ကိုအကုန်လုံးဖမ်းပြီးအသက်ပါဖြောက်ပြစ်လို့ရတယ်လို့ချင်းချောက်တယ်ဟုလိန်လေခံရသူတအူကပြောဆိုပါတယ်ခါမရ928မှအပိုကြီးဖြိုးကိုကိုကျော်နဲ့မိမနဒီမြဝင်းတို့ဤလိန်လေမှုခံရသောပြည်သူအရေးအတွက်မှ90ဝန်းကျင်ရှိကြောင်း က်ဆိုင်ရာတည်ရင်မှုတိုင်မှုများထံသို့တိုင်ကြားတော်လဲဤသည့်အရေးယူမှုမှမရှိကြောင်းသိရှိရပါသည်။ခမာယ928တက်ကအပတ်စဉ်48ကျောင်းစဉ်စစ်အရာရှိကြီးတွေကိုအပါလီရဲ့ IO ကငွေတွေလိမ်နေတယ်လို့တိုင်တော်လဲသူကဘာမှအရေးမယူဘဲနေတယ်။အဲ့ဒီတော့ဖိုးကြီးဆိုသူကရှေယာရှင်တွေအကုန်လုံးကိုနင်တို့ကိုအကုန်လုံးဖမ်းပြီးအသက်ပါဖျောက်ပြစ်လို့ရတယ်လို့ချင်းချောက်ပြောတယ်ဟုလိန်လေခရယသူအခြားတအုပ်ကထပ်မံပြောဆိုပါတယ်။ဖိုးကြီးဖြိုးကုတ်ကိုကျော်နဲ့မိမနဒီမြဝင်းတို့က ငွေကြေးများတင်းထောင်ကြည့်လိမ့်လည်ပြီးနောက်မြေကွက်များဝယ်ခြင်းကားများဝယ်ခြင်းများဖြင့်တတိကဲ့သို့သုံးဆွဲနေကြောင်းသိရပါသည်ဆက်လက်ပြီးကာမမျိုးအဝင်တွင် KTB မှကားဖြင့်ပြန်လာသည့်ဖြူစောတီကောင်းဆောင်အောင်ဝင်းအပါဝင်၃ဦးဖြစ်ခတ်ခံရပြီး၃ဦးလုံးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်မကွေးတိုင်းကာမမြို့အဝင်တွင် KTB မှကားဖြင့်ပြန်လာသည့်ဖြူစောတီကောင်းဆောင်အောင်ဝင်းအပါဝင်၃ဦးကိုဖိကတ်တိုက်ခိုက်ရာ၃ဦးလုံးသေဆုံးခဲ့ကြောင်းကာမမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါသည် နိုဝင်ဘာလ14ရက်နေ့တွင်ပသိမ်မုံရွာလမ်းမနှင့်ကာမမြို့အဝင်လမ်းဆောင်14မိုင်အနီးတွင် Devil Cup ကဖြင့်အိုရှစ်ပင်မြို့ KTB မှပြန်လာသည့်ပူစောတိကောင်းဆောင်အောင်ဝင်အတွင်ရေးမှုရဲအောင်နှင့်အာမခန့်တက်တာအောင်မြိုင်တို့တို့အူကိုတော်လန်ရေးတပ်ဖွဲ့များကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်အာမခန့်တက်တာအောင်မြိုင်သည်နေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်း၎င်းတို့စီးနှင်းလာသောကားအတွင်မှဖုံးနှင့်တက်တေကန်ဆာရွက်များကိုတင်စီရရှိကကားကိုမိရှုရှင်းလင်းခဲ့ကြောင်းသိရပါသည်။ ထို့ပြင်တိုက်ခိုက်မှုအတွင်ကြီးထီမန်ကထိခိုက်ဒဏ်ရာရရှိခဲ့သောပြူစောတိကောင်းဆောင်အောင်ဝင်းနှင့်အတွင်ရေးမှုရဲအောင်တို့သည်သွေးထွက်လွန်ပြီးထပ်မံတည်ဆုံခဲ့ကြောင်းသိရပါသည်အဆိုပါပြူစောတိကောင်းဆောင်အောင်ဝင်းသည်အကြံဖတ်စစ်တပ်အတွက်စစ်မှုရန်တပ်သားသည့်စုဆောင်ရေးကိုလဆင်ကာမမျိုးနှင့်အတွင်ပေါ်တာဆွဲခြင်းအကြံဖတ်ဖမ်းဆီးခြင်းစစ်မှုရန်ချင်းများလဲကောက်ခံခြင်းငွေညစ်ခြင်းနှင့်အကြံဖတ်စစ်တပ်ထောက်ထားအဖြစ်လောက်ကင်နေသူဖြစ်ကြောင်းသိရပါသည်ဆလာဘီရေမြို့နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထုလာသောစစ်တပ်ကိုရေးပလူအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံမှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သားများထိခိုက်ဒေဆုံမှုရှိကြောင်းရေဘလူးတပ်ဖွဲ့ဤတရင်မှုကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာလ15ရက်နေ့တွင်ရေမြို့နယ်လိပ်ပုတ်ရွာသို့စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုရေဘလူးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲတနားရီကျော်ကြာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲတွင်အချမ်းဖတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိတော်လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ရေဘလူတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကမနေ့တုန်းကစစ်ကြောင်းထိုးလာတာကျွန်တော်တို့ရေဘလူတပ်ရဲနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်။ရန်သူဘက်ချမ်းကအထိခိုက်မသေးကြဘူးကျွန်တော်တို့ဘက်ချမ်းကထိခိုက်မှုမရှိဘူး။ရန်သူကိုတော့အပိုင်ပြစ်နိုင်တယ်။ရန်သူဘက်ကဒဏ်ရာရတာတွေတော့ရှိမှာပေါ့။ကြာဆုံးမှုကိုတော့အတိအကျမဖြစ်ဘူး။ရန်သူကအင်အားများတယ်။အင်အား200ဝန်းကျင်လောက်ရှိတယ်။ မနေ့ကလိပ်ပုတ်ရွာကိုစစ်ကြောင်းထိုးလာခဲ့တာပုံကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပြီးတော့နိုင်ပိုင်းအတွင်းမှာပဲပြန်ဆင်းသွားတယ်။တိုက်ပွဲကြာမြင့်ချိန်ကတော့7နာရီခွဲလောက်ရှိတယ်ဟုရေဘလူးတပ်ဖွဲ့ဤတပ်ရင်းမှုကပြောဆိုပါတယ်။တိုက်ပွဲဖြစ်ပွားချိန်အတွင်းအကြမ်းဖက်စစ်တပ်ရန်တပ်ပြစ်ခတ်မှုကြောင့်ပြည်သူနေအိမ်ထိခိုက်ပျက်စီးခဲ့ပြီးဆိုင်ကယ်ပြင်ဆိုင်တဆိုင်လည်းမိလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။